မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမန္တလေးငလင်ကြီးကြောင့်ပြိုကျပြင်ဆင်ခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒိုကနေဒီနေ့ဧပြီ24ရက်နေ့မှာအမျိုးသားအလောင်း3လောင်းနဲ့ကလေးလောင်း1လောင်းတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။အင်အားပြင်းငလင်လှုပ်ခတ်ခဲ့မှုကြောင့်မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့မှာ မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရန်နီးယားတွေနဲ့အတူရုံအလောင်းကျန်ရှိနေတဲ့ Sky Pillar အဆောက် OC အဆောင်နဲ့ D အဆောင်တို့ကိုဧပြီလ24ရက်နေ့မှာဖေရှားရှင်းလင်းတာနဲ့ရုံအလောင်းထုတ်ယူရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ဒီလိုရှာဖွေရာမနက်10:00မိနစ်40အချိန်မှာအမျိုးသား2ဦးရဲ့ရုံအလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးမနက်7:00အချိန်မှာအမျိုးသား2ဦးရဲ့ရုံအလောင်းနဲ့ကလေးငယ်အမျိုးသား2ဦးရဲ့ရုံအလောင်းတွေကိုထပ်မံပြီးရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ ဧပြီလ9ရက်ကလည်းအဆိုပါစကိုင်းဗီလာကနေအမျိုးသမီးတအုပ်နဲ့အမျိုးသားတအုပ်တို့ရဲ့အလောင်းတွေထပ်မံတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့အထံကသိရပါဗျာ။